တောင်ကူမှာကိုရန်ကျောင်းသူကိုအိနေချင်းမျိုးသားသုံးကအုပ်စုဘက်အာရမကျင့်ပြီးတော့ပကိုးတိုင်းတောင်ကူမြို့နယ်ကျုံကုန်းကျေးရွာမှာကိုရန်ကျောင်းသူတို့ကိုအုပ်စုဘွဲအာရမကျင့်တပ်ပြတ်ခံရမှုတစ်ခုဖြစ်ပွားခဲ့လို့တေဆုံးသူရဲ့မိသားစုဝင်နဲ့နေထိုင်သူတွေကပြောပါတယ်တေဆုံးသူမှာအသက်16နှစ်အရွယ်မက်ခန်ဒစင်ထွန်းဖြစ်ပြီးတော့ မတ်လ16ရက်နေ့ညနေ4နာရီကျော်လောက်မှာအိမ်ထဲမှာပဲတိုးတဲ့အိပ်ပျော်နေတဲ့အချိန်မှာအိုးစုဖွဲ့အာမပြုတ်ချင်ပြီးတပြတ်ခံခဲ့ရလို့ဆိုပါလေတေဆုံးသူရဲ့မိသားစုဝင်နဲ့နေဆက်သူတို့ပြောပြချက်မှာတော့တစ်တဲ့နေ့ကသူ့အမေကဖျက်သွားကောက်တာပါသူ့ဖေကတော့တောထဲမှာတစ်တိုက်သွားပါလေကလေးလေးကအိမ်ထဲမှာတယောက်တည်းအိမ်နေခဲ့တာပါရွာဆိုတော့အိမ်ခန်းတစ်ခါလည်းမရှိပါဘူး သူတို့အိမ်ပတ်ဝန်းကျင်နားမှာအိမ်တွေရှိပေမဲ့အများစုကအလုသွားလုပ်နေကြတာပါတရခမ်းမိသားစု၃အိမ်ကတော့လူရှိတယ်လို့မိသားစုနဲ့နေဆက်သူတယောက်ကပြောပါတယ်အဲ့ဒီနောက်မှာတော့မိခင်ဖြစ်သူအိမ်ကိုပြန်လာရောက်ရှိတဲ့အချိန်မှာသမီးဖြစ်သူမတ်ခိုင်စင်ထွန်းမှာရေပြင်းပြက်လို့နေပါ ပြက်ရှတန်းရရင်ပန်းတဲ့နှာခေါင်းမှာထိုးချိတ်တန်းရတွေနဲ့တိတ်ဆိုးနေကြတာကိုတွေ့ခဲ့ရပြီးကျေးရွာအုပ်ချုပ်ရေးအဖွဲ့နဲ့ရဲတပ်ဖွဲ့ထံကို အကြောင်းကြားခဲ့တာလို့ဆိုပါတယ်မက်ခိုင်သစဉ်ထွန်းအာရမပြိုခြင်းတက်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီးအင်းကြီးချင်းတွေဖြစ်တဲ့အသက်20ကျော်အရွယ်စီတူနိုင်ကောင်မဲ့ကြီးတန်းထိုက်အောင်ခေါ်တာဘူးလို့ဆိုသူနှစ်ဦးကိုမတ်လ19ရက်နေ့ညပိုင်းနဲ့မတ်လ20ရက်နေ့မှာသူတို့ရဲ့နေအိမ်တွေမှာနေရဲတွေကအသီးသီးဖမ်းခဲ့လို့သိရပါတယ်တယောက်ကနေချင်းမိပါတယ်သူနေတဲ့အိမ်မှာပဲဟန်မပြက်ပြန်နေနေကြတာပါ ခေါင်မလေးတက်ခံရပြီးတော့သူ့မိဘတွေပြန်ရောက်လာပါတယ်။ပရာဟိတလူတွေကလည်းနာယီမန္တပ်ပြုတ်လုံနေကြတဲ့အချိန်မှာပဲတက်တဲ့လူတွေကိုယ်တိုင်ကနာယီမန္တပ်လာထိုးကူပါတယ်။ဟမ်မပြက်ပြန်နေတဲ့သဘောပေါ့။အသက်ခံရတဲ့မိန်းကလေးရဲ့အဖေကလည်းကျိုးလွန်တဲ့သူတွေကိုခိုင်းနေပါတယ်။အိမ်မှာလည်းစားနေကြတဲ့သူတွေဆိုတော့သူတို့ဟမ်မပြက်နေကြတာပါလို့ဆိုပါတယ်။ဖန်စီရမိသူတွေရဲ့ထွက်ဆိုချက်တွေရတော့ကျိုးလွန်သူသုံးဖြစ်ပြီး လက်ရှိမှာနှုတ်ဦးကိုဖမ်းမိထားပါတယ်။မှုကင်းစေးစာအရာတော့တေဆုံးသူမင်းကလေးဟာအုပ်စုဖွဲ့အာဏာပြုခြင်းခံထားရပြီးစစ်ဆေးတွေ့ရှိပါတယ်။ဖမ်းဆီးခံထားရသူတွေကလည်းအာဏာပြုခြင်းတပြက်ခဲ့ကြောင်းဝန်ခံထွက်ဆိုထားလို့သိရပါတယ်။အခင်းဖြစ်ပွားပြီးတဲ့နောက်မှာတော့တေဆုံးသူရဲ့ဖုန်းနဲ့ငွေသားအချို့ပျောက်ဆုံးနေခဲ့လို့ကျူးလွန်သူတွေဟာအိမ်အောင်ကွဲမူရစေးတုံးဆွဲတတ်သူတွေဖြစ်ပြီးတေဆုံးသူရဲ့နေအိမ်ကိုစောင့်ကြည့်ပြီးတော့ မိဘတွေမရှိတဲ့အချိန်ကိုကြိုတင်ကြံစီလှုပ်ဆောင်လာဖြစ်နိုင်တယ်လို့ဆိုပါတယ်။လက်ရှိမှာတော့အမှုနဲ့ပတ်သက်ပြီးဖမ်းဆီးထားသူ၂ဦးကိုတောင်ငူမြို့မှာရဲစခန်းမှာဖမ်းဆီးချုပ်နှောင်ထားပြီးချုပ်ရရမန်ရယူထားပါတယ်။နောက်ထပ်ပါဝင်နေသူ နောက်တဦးကိုလည်းဖမ်းဆီးရမည်အတွက်ရဲတပ်ဖွဲ့ကလက်လံစုံစမ်းနေလို့သိရပါတယ်။ကျွန်တော်တို့လိုလားတာကတေသာတေသီသက်ဆိုင်ရာကတည်တံပေးတာမျိုးကိုလိုချင်ပါတယ်။ဒါမှလည်းတေသူရဲ့ဝိညာဉ်ကလည်းခြေနဲ့နိုင်မှာပါ။ မိသားစုတွေလည်းစိတ်ကျေနပ်မှုရနိုင်မှာပါလို့မိသားစုဝင်တွေနဲ့နှီးဆက်တဲ့ဒေသခံတယောက်ကပြောပါတယ်